အသက်14နှစ်ငယ်တဲ့ MMA fighter နဲ့ချိန်ထွေးနေရဆိုတဲ့ဂျပန်မင်းသမီးကူရိုကီမန်ဆာပရိသတ်များရှင်ဂျပန်တရုတ်ဆောင်မော်ဒန်ရဲ့အဆိုတော်ဖြစ်တဲ့ကူရိုကီမန်ဆာဆိုရင်တော့ရှီလာတော်ကကျင်းပခဲ့တဲ့ထိုချိုမျိုးရဲ့ပွဲတော်တစ်ခုမှာ MMA တိုက်ခိုက်ရေးသမားကိုချယ်မြူရာနဲ့ချိန်ထွေးခဲ့တယ်ဆိုတဲ့ကောလာဟာလာတွေပြန့်နှံ့လာခဲ့ပါတယ်အခုလိုထင်စေးပေးမှုတွေကကူရိုကီဟာ Moro ရဲ့ Instagram မှာ post တွေမှာအမြဲတူရပြီးတော့ like တွေပုံမှန်ပေးနေတယ်လို့ internet သုံးစွဲသူတွေကထောက်ပြကြပါတယ်။ဂေါလာဟာလာရီကိုအတိမပြုရသေးပေမဲ့လည်းလူသိရှင်ကြားအသွင်ပြင်ကြောင့်လူမှုကွန်ရက်မှာပါအပြန်အလှန်ဆက်သွယ်ရှိရဆိုပြီးတော့ထင်ကြီးပေးမှုတွေပို့ပြီးတော့ပြင်ထန်လာခဲ့ပါတယ်။မင်းသမီးရ2004ခုနှစ်က အနုပညာလုပ်ကိုစတင်ခဲ့ပြီးတော့နမဲကြီးရုံရှင်အပါဝင်ဒရမာပေါင်းမြောက်များစွာမှပါဝင်ခဲ့ပါတယ်။သူမအဆိုတော့ဂျင်အခဲနီရှင်နဲ့2012ခုနှစ်ကလက်ထပ်ခဲ့ပြီးတော့ကလေးနှစ်ယောက်ပိုင်ဆိုင်ခဲ့ပေမဲ့2023ခုနှစ်အတွင်းကွာရှင်းပြတ်စေခဲ့ပါတယ်။ဗီဒီယိုလေးအဆုံးထိလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။